အလောင်းဘေးကင်းကအညံ့ကြပါစေလို့ဆုတောင်းပေးပါရစေ။ဒီနေ့မှာတော့အရေးပြောက်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါမယ်။နှွေးပူလာလို့ရှိရင်အရေးကောင်းကောင်းအောင်မှနေရပါမှအပူတတ်တာလေ။အရေးမရှိတဲ့ကန္တာရဒေတာများအပူတံကိုကြိတ်မိတ်ခါစီပြီးတော့ခံရတတ်တယ်။ ိုးရွာတဲ့အချိန်လဲဒီလိုပဲအရေးအောက်မှာအမိုးအောက်မှာနေရပါမှချမ်းသာတယ်အဲ့ဒီအမိုးမရှိတဲ့နေရာအကာမရှိတဲ့နေရာမှာဆိုမိုးတံကြောင့်ဒုက္ခရောက်ရတယ်အဲ့ဒီမိုးရဲ့ဒဏ်ကိုခါစီခံရတတ်တယ်ပြင်ပလောကမှာလည်းဒီအတိုင်းပဲအရေးအမျိုးမျိုးရှိတယ်အမိုးအကာအမျိုးမျိုးရှိတယ် အဲ့ဒီရိပ်အမိုးအကာတွေအောက်မှာနေပါမှလူသားတွေဟာစိတ်ချမ်းသာမှုဆိုတာကိုခံစားရတာအေးချမ်းမှုဆိုတာကိုခံစားရတာမိမိတို့ရဲ့ပတ်ဝန်းကျင်မှာရှိနေသောအာကိုထိုက်သောပုဂ္ဂိုလ်များကိုရဲ့အမိဖဆရာသမားကစပြီးတော့ကိုရင်းနဲ့ပတ်သက်လို့အထက်ကနေပြီးတော့ဓာဝင်ယူထားသော ပုဂ္ဂိုလ်များအမောကပေးနိုင်ပါမှစိတ်ချရခြင်းလုံခြုံခြင်းအေးချမ်းခြင်းဘဝအာမခံချက်ရှိခြင်းဆိုတဲ့အရေးတွေအမိုးတွေအကာတွေရှိနေပါမှလူသားတွေမှာစိတ်ချမ်းသာတယ်ဆိုတာခံစားနိုင်တာအဲ့ဒီအရေးတွေအမိုးတွေအကာတွေကိုရှိနေတာတော့မှဖြည့်ဆည်းပြင်မဲ့ဆိုရင်တော့ကန္တာရာထဲမှာနေရတယ်လို့ပဲ ပင်ကိုဘဝရလို့ဇာတိရထားလို့ရနေတဲ့ဒုက္ခကိုကများရတဲ့ဈာရမှာအရေးပြောက်ပြီဆိုတော့ပို့ပြီးတော့လောင်ကျွမ်းတာပေါ့အာဟုလို့ရတော့အမှန်တရားအမောအကာစိတ်ချယုံကြည်ရမှုအမောအကာဒီအရာတွေမရှိတော့ဘူးဆိုအရေးပြောက်သွားပြီလောကတဘာဝဒီအရေးမရှိတဲ့အတွက်ကြောင့်မလို့ စိတ်ချမ်းသာရလားလို့မေးရင်ဘယ်သူမှစိတ်ချမ်းသာတယ်လို့မဖြေနိုင်ကြဘူး။အေးအေးချမ်းချမ်းရှိရလားလို့မေးရင်ဘယ်သူမှအေးအေးချမ်းချမ်းရှိတယ်လို့မဖြေနိုင်ကြဘူး။ဒါတော့လောကကြီးမှာမေတ္တာတရားတွေထွန်းကားပါမှ ကိုရှင်းစာတရားလေးတွေလည်းရှိပါမှအားလုံးကိုရင်ဝဲသားလို့စေတနာထားမေတ္တာထားပြီးတော့ကိုသားသမီးတွေလိုပဲပေါ့သဘောထားပြီးတော့ ဒုက္ခမရောက်ပါစေနဲ့ဒေယံတဲ့တွေကြုံမသွားပါစေနဲ့အားလုံးအဆင်ပြေပြေလေးပဲရှိပါစေမေတ္တာပေးရမှာမေတ္တာတွေမရကြအောင်အဲ့တော့အရေးတွေပြောက်ကုန်မေတ္တာပေးမဲ့သူလည်းမတွေ့ရဘူးအဲ့တော့ကိုယ့်ကိုမေတ္တာနဲ့ကာကွယ်ပေးမဲ့သူကရုဏာနဲ့ကာကွယ်ပေးမဲ့သူကိုချင်းစာတရားတွေနဲ့ကာကွယ်ပေးမဲ့သူတွေမရှိတော့ပဲနဲ့အမှန်တရားတော့ တစ္ဆာတရားတို့မေတ္တာတရားတို့ဆိုတဲ့အရေးအမောအကာတွေအကုန်ပျောက်ဆုံးနေတော့ခန္ဓာထဲထဲမှာပြည်နေကြရတဲ့သူတွေနဲ့တူတာပေါ့သို့တော့ဒီနေရာမှာပညာအပိကျနာကတော့လောကဒဏ်ကဘလောက်ပဲကြံ့ကြံ့လူဆိုတဲ့လူသားမျိုးကအဲ့ဒီလောကဒဏ်ကိုအန်တုနိုင်တဲ့တတ္တဝါတွေထဲမှာအထူးခြားဆုံးတတ္တဝါပဲ။ တရှိတတဝါတွေထဲမှာလူဆိုတာပကုံးနှစ်ပါးချာခေါင်းပေါက်ကြတာချင်းအတူတူကိုယ့်ရဲ့ဘဝအခက်အခဲကိုကြော်ဖြတ်နိုင်တဲ့နေရာမှာထူးခြားတဲ့ဆွမ်းဆောင်မှုတွေရှိတဲ့လူပဲအဲဒီတော့ပြောက်ချင်တဲ့အရေးပြောက်ပါစေပြက်ချင်တဲ့အမိုးအကာပြက်ချင်ပြက်ပါစေကိုယ့်အရေးကိုယ်ဖန်တီးပြီးတော့မိုးမယ်ကိုယ့်အမိုးအကာကိုယ်ဖန်တီးပြီးတော့မိုးမယ်ကာမယ် နောက်ဆုံးတေကာမသေသွားရောပဲလူသားဆိုတဲ့ဘဝမှာအရေးချင်းရှိတဲ့လူသားတယောက်လူလာဖြစ်တုံးမှာလူသားပေးတော့အသက်ရှင်နေထိုင်သွားမယ်ပေါ့ကိုတယောက်တည်းမကကိုပတ်ဝန်းကျင်မှာရှိတဲ့သူတွေရဲ့အခြေအနေရရက်ကိုကူညီနိုင်တာကူညီပေးသွားရင်လည်းဘယ်အမိုးအကာမှမရှိလဲကိုယ်တိုင်ဖန်တီးပြီးတော့မိုးမယ်အမိုးအကာနဲ့ယက်တည်မယ်ဆိုတဲ့စိတ်ကိုမွေးရမယ် အဲ့လိုရဲရင်တဲ့စိတ်ကိုသာမွေးပြီးတော့ကြမ်းကျင်တလောက်ကြမ်းဆိုးကျင်တလောက်ဆိုးလာမဲ့ပေးပြေးတွေ့ပြီးတော့ရဲရဲရင်ရင်ဆက်ပြီးတော့အသက်ရှင်ပြီးတော့သတ္တိရှိရှိသာလောကကြီးထဲမှာရှင်သန်ပလိုက်ဒေတနေ့မွေးတနေ့တရားတော်လက်မလွတ်နဲ့အသက်ရှင်တော့တရားအားထုတ်ခြင်းရတယ်ဆိုရင်တရားသာအားထုတ်ဘာမှ အတုအပအပြိုင်အဆိုင်လေးဘာမှစိတ်ဝင်စားမနေနဲ့ဒီနေ့သိမလားမနေ့ပြန်သိမလားကိုမသိဘူးဟန်ဆောင်လောကတွေထဲမှာလည်းပျော်မွေ့မနေနဲ့ဘာမှအနစ်မရှိတဲ့ပကာသနာတွေနဲ့လည်းကြွားဝါမနေကြနဲ့အနစ်ရှိတာတွေကိုသာရွေးပြီးတော့လုပ်ပြီးတော့အထိတ်ပဲရှိတဲ့ဘဝနဲ့နေတိုင်းရှင်သန်နိုင်ဖို့ကြိုးစားပါလို့တိုက်တွန်းချင်တာကိုဘေးမှာဒုက္ခရောက်တဲ့သူတွေအများကြီးပဲအတိအကျအောင်ဆောင်မနေပါနဲ့ဥပိ္ပခပြုမထားပါနဲ့ အဲ့ဒီလူတွေကိုကိုကျင်းစာစိတ်နဲ့ထားပြီးတော့မြတ်တာပေးနိုင်တဲ့လောက်ပေးပါမြတ်စွာဘုရားဟောသောတရားတွေကိုလက်တွေ့ကျင့်သုံးပါမိမိမှာရှိတဲ့အစာအသောက်ကိုမျှဝေပေးနိုင်ရင်ပေးပါအဝတ်အစားကိုမျှဝေပေးနိုင်ရင် ပေးပါကိုယ်လုံနိုင်တာလုပ်ပေးပြီးတော့လက်တွေ့မြတ်တာကျင့်သုံးပါလက်တွေ့ကရုဏာကျင့်သုံးပါလက်တွေ့မုဒိတာတရားလက်တွေ့ဥပေက္ခတရားနဲ့ပြမစုတရားလေးပါးကိုကျင့်သုံးပြီးတော့လောကကောင်းကျိုးကိုဆောင်ရွက်နိုင်သူတွေဖြစ်အောင်ကြိုးစားပါလို့တိုက်တွန်းချင်ပါတယ်ဘာပဲဖြစ်ဖြစ် အာမလျှော်ပါနဲ့ဘာပဲဖြစ်ဖြစ်စိတ်မလျှော်ပါနဲ့ကိုဟာလူသားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်လူသားတစ်ယောက်ကစွမ်းဆောင်ရည်ဆိုတာရှင်းနေအောင်ပါပဲဒါကြောင့်တရားနာသူပေါင်းနဲ့ကဘာသူကဘာသားပေါင်းအခက်အခဲမှတပြောက်ကိုတတ္တိရှိရှိရင်ဆိုင်ကျော်ဖြစ်နိုင်ကြကုန်၍တရားကိုသာနှလုံးသွင်းခြင်းဖြင့်တရားအယိတ်တရားအမုတ်တရားအကအောင်မှာကိုတရားနဲ့ကိုအမောကဖန်တီးပြီးတော့လုံခြုံအောင်နေနေကြပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေဂျင်ပြောရွှင်အောင်မြင်ကြပါစေ